အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့မှာတော့အလုပ်တွေပို့ပြီးတော့ပြင်းပြောက်စေမဲ့နေလနေတစ်ခုကိုပြင်ပြပေးသွားကြပါမယ်ကိုယ့်ရဲ့အလုပ်မှာပို့ပြီးတော့မှအလုပ်တွေပို့ပြီးခြင်းနဲ့ productivity တက်ခြင်းနဲ့ဆိုလို့ရှိရင်ဒါဒီနေ့တောင်မှကိုမလုပ်ခြင်းတဲ့အလုပ်တွေကိုအရင်ဆုံးလုပ်ပါဆိုပြီးတော့ပြောပါရစေဖားရှင်ကိုရင်စားပါဆိုပြီးတော့တော့ ဒါအကြံပေးရတာရှိပါတယ်အဓိကတော့ကိုမလို့ရှင်တဲ့လို့ကိုအတွက်ဘုန်းတော်မူဖြစ်တဲ့လို့ဒါအရင်ဆုံးလုပ်ခိုင်းတာဖြစ်ပါတယ်ကျွန်တော်ရေဝရအဖြစ်ဆိုလို့ရှိရင်အများစုကမနက်ခင်းမှာ energy အပြည့်ဆုံးဖြစ်ပါတယ်ကျွန်တော် energy အမြင့်ဆုံးချိန်မှာခတ်တဲ့အလုပ်တွေကိုလုပ်နေဒါပုံပြီးတော့ထိရောက်မှုရှိနေပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ energy level နှိမ့်သွားတဲ့ချိန်မှာခတ်တဲ့အလုပ်တွေလောက်ရတာမလွယ်ဘူးပေါ့အစိုးရကျွန်တော်တို့အများစုကဒါမနက်ခင်းမှာဒီ energy level အမြင့်ဆုံးဖြစ်တဲ့အတွက်ဒါမနက်ခင်းမှာ ကိုတော်ကုန်လုံးဘူဖြစ်တဲ့အလုပ်တွေကျင်းလုပ်ကြည့်လို့ရတယ်။လောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုတော်ခတ်တဲ့အလုပ်တွေဝန်လုံးဘူဖြစ်တဲ့အလုပ်တွေပြီးသွားပြီဆိုလို့ရှိရင်ကိုစိတ်ကမှာပော့ပါပါနဲ့ဂျန်တဲ့အလုပ်တွေကကျွန်တော်တို့လွယ်လွယ်ကူကူနဲ့တာအဆက်ပြီးလုပ်သွားလို့ရတယ်လို့။ဆိုတော့တနေ့တာမှာခက်ခဲတဲ့အလုပ်တွေဝန်လုံးဘူဖြစ်တဲ့အလုပ်တွေကိုပြင်းပြောက်သွားတာကဒါဘာလဲမှမတူတဲ့ feeling တစ်ခုပဲဖြစ်ပါတယ်။အတခုတော့ရှိတယ်ကိုကဒီ energy အမြင့်ဆုံးချိန်ကဒီမနက်ခင်းမှုတ်ခန်းနဲ့ မနေ့လည်းကင်းလို့ညနေကင်းလို့ဖြစ်တယ်ဆိုရင်တော့ဒါကိုယ့်ရဲ့အခက်တဲ့အလုပ်တွေပေါ့နော်ကျွန်တော်နေ့လည်းကင်းတော့ညနေကင်းမှာဒါလုပ်ကြည့်လို့လည်းရပါတယ်အဓိကအဖြစ်တော့ကို energy မြင့်တဲ့အချိန်မှာခက်တဲ့အလုပ်တွေလုပ်ပြီးတော့ကျွန်တော် energy level နှိမ့်သွားတဲ့အချိန်ကိုပင်ပန်းသွားတဲ့အချိန်အဲပိုတိတ်ပြီးတော့တက်တက်ကြွမရှိတဲ့ချိန်မှာတော့ကျွန်တော်ပေါ့ဘွားအလုပ်တွေတွေလှုပ်တာတော့ဒါအထီရောက်တဲ့နီလန်လေးတစ်ခုဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။